အခုကျွန်တော်တို့ lesson ကိုပထမဆုံး 3D Studio Max Interface နဲ့စကြည့်အောင်အခုဒီ screen မှာမြင်နေရတော့ 3D Max 2015 version ဖြစ်ပါတယ် software ကိုစဖို့မြင်လိုက်ချင်းမှာ ပထမဆုံးဒီ welcome screen လို့ပေါ်တဲ့ခေါ်တဲ့ 3D Max screen ပေါ်လာမှာဖြစ်ပါတယ်ဒီ screen မှာကျွန်တော်တို့ land ဆိုပြီးတော့ဒီ ကျွန်တော်ဒီ link တွေပါပါတယ်ကွန်ပျူတာသား internet နဲ့ဆက်ထားရင်တော့ဒီ link တွေကိုနှိပ်ပြီးတော့ tutorial လေးကြည့်လို့ရမှာ start ဆိုတဲ့ menu မှာအာကျွန်တော် workspace တွေပြောင်းလို့ရပါတယ်เนาะကျွန်တော်တို့ဒီ project folder ဆိုတာလဲအဲကျွန်တော်ပြီးရင်ရှင်းပြပါမယ် project folder ကိုထားလို့ရပါတယ်အဲနောက်ကျွန်တော်တို့ open file ဆိုပြီးတော့ new ဖွင့်လို့ရပါတယ်ငါကိုဖွင့်ပြီးသားရှင်လဲဒီမှာပေါ်နေမှာပါ ဘရောင်းဆိုရင် file ကိုဖွင့်ဖို့ကျွန်တော်တို့ window ထဲကနေရှာလို့ရပါတယ်အဲ extend ဆိုတဲ့ menu ကလည်းဒီတခြား software တွေနဲ့ link လုပ်တဲ့အားတွေဖြစ်ပါတယ်တော်တော်များများကတော့အဲသူတို့ရဲ့ model တွေဘာတွေကိုယူထည့်ခြင်းတော့ကျွန်တော်တို့ internet ကဝယ်ထားမှာဖြစ်ပါတယ်အကုန်ရှုံပြောရရင်တော့ဒီ welcome screen ဟာကျွန်တော်အမြင်အရတော့မလိုပါဘူးကျွန်တော်ဒါတွေအကုန်လုံးကိုဒီဘက် menu မှာလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့် ဒီ screen ကိုကျွန်တော်ဒီကနေပိတ်လိုက်လို့ရပါတယ်အဲ့တော့ဒီ welcome screen ကိုနောက်ပြန်ပေါ်ခြင်း help menu ထဲကိုသွားဒီမှာ welcome screen လို့နှိပ်လိုက်ရင်ဒီ screen ကျွန်တော်ပြန်ပေါ်ပါတယ်နောက်ဒီ screen က 3D mesh စိုင်းစိုင်းမှာကျွန်တော်တို့ကမပေါ်စီခြင်းတော့ဘောเนาะအဲသူ့ကိုတိတ်တုံးစရာမလိုတဲ့တကြောင်ကျွန်တော်မပေါ်စီခြင်းမှုဆိုရင်ဒီ cloud ကလေးကိုပိတ်လိုက်လို့ရပါတယ်ပြီးတော့ကျွန်တော်ပိတ်လိုက်ရင် နောက် 3D mesh တွေပြန်ဖွင့်ရင် ဒီ welcome screen ကိုမပေါ်တော့ဘူးပါဘူးအဲ့တော့ကျွန်တော်တို့ file open အဲ open တို့ save တို့ကကျွန်တော်တို့ဒီဘက်ကဒီ icon ကိုနှိပ်လိုက်ရင်ကျွန်တော် open save save as ဓာတ်တွေတွေ့မှာပါတခြား standard software တွေနဲ့အတူတူပါပဲဟုတ်ပြီတော့ဆိုကျွန်တော် 3D mesh 2015ရဲ့ interface ကအရင် 3D software တွေနဲ့နည်းနည်းကွာပါတယ် ျွန်တော်ဒီဟာဒါအခု2014ပေါ့နော်အခု2015မှာသူကပုံမှန်တော့ဒီဒီကနေပြီးတော့ဒီဘက် comment panel တွေ view point တွေနဲ့ comment panel ကအတူတူပါပဲဒီ view point ၄ခုပါတာပေါ့ 3D software မှာဆိုတော့နော်ဒီ view point ၄ခု top view front view left view perspective view ဆိုပြီးတော့ဒါဆိုတော့ဒီဘက်က menu ကကျွန်တော်ဒီအဓိကတော့သူက layer အာ layer manager ရဲ့ ီခလုတ်ကလေးနှိမ့်လိုက်ရင်ကျွန်တော်တို့ဒါ layer manager ဒါဆိုရင်ကျွန်တော်တို့ sort by heuristics ဆိုတာကဒီကတည်းကမတော့ select by name dialog ဖြစ်ပါတယ်ဒီ dialog ကိုပဲကျွန်တော်တို့ဒီဘက်မှာ ပြထားတာဖြစ်ပါတယ်အဲအဲဆိုတော့ကို 3dmes 2014ကိုကြည့်အောင်ကျွန်တော်တို့ 3dmes 2014မှာဆိုရင်အဲဒါ 3dmes 2014ဖြစ်ပါတယ် အဲ 3D mesh 2014မှာဆိုရင်ကျွန်တော်ဒီ menu ဥစားပေါ့ view ပို့၄ခုနဲ့ဒီဘက်က comment pen နဲ့ပဲအဓိကပါပါတယ်။အဲအဲ့ဒါဆိုတော့ကျွန်တော်၁၄ကိုပေးလိုက်ပါမယ်။အခု 3D mesh 2015ကိုကျွန်တော်တို့ဒီ tutorial တွေမှာသင်သွားမှာဖြစ်ပါတယ်။အဲ up to date ဖြစ်အောင်ပေါ့။အဲ့တော့ 3D Man 2015မှာကျွန်တော်ဒီဘက်က menu က အတုံးဘယ်လိုဝင်သွားလဲဆိုတော့ကျွန်တော်ဒီဘက်က object လေးတွေကျွန်တော်ဆွဲရင်ဆက်သမျှဟာလေးတွေဒီမှာပြနေမှာဖြစ်ပါတယ်အဲ့ဆိုတော့ selection လုပ်ရင်တော့လွယ်တာပေါ့အဲတကယ်လို့ဒီဟိုစားပေါ့ monitor ကြီးတဲ့ monitor ကြီးကြီးနဲ့ 3D mask ကို သုံးမယ်ဆိုရင်တော့ဒီ menu ပေါ်နေတာကနည်းနည်းအလုပ်လုပ်ရလွယ်တာပေါ့နော်အာတကယ်လို့ monitor သေးသေးနဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်ဒီ menu ကို ပိတ်လိုက်လို့ရပါတယ် အဲအဲ့ဆိုတော့ဒီ menu ပိတ်တာဖွင့်တာကိုကျွန်တော် interface ကိုပြင်တဲ့အချိန်မှာပြောသွားပါမယ်။အခုလောလောဆယ်တော့ကျွန်တော် overview လေးနည်းနည်းကြည့်ရရင်ကျွန်တော်ဒီ software မှာဒီဘက်ကဟာမှာကျွန်တော်တို့ file new new လုပ်လို့ရပါတယ်။ဒါပေမဲ့ 3d mesh ကကျွန်တော်ပုံအစ်စ်ဆွဲမဲ့ဆိုရင် new နဲ့မစပါဘူး။ကျွန်တော် reset ဆိုတဲ့ခလုတ်ကလေးကိုသုံးပါတယ်။အဲ new နဲ့ဘယ်တော့မှမစပါနဲ့။ဘာကြောင့်လဲဆိုတော့ new နဲ့စရင်ကျွန်တော်ဒီဘက်က အရာဝတ္ထုတွေဆွဲတဲ့အခါမှာပေါ်လာတဲ့ setting တွေဟာသူ့ရဲ့ default setting လို့ခေါ်တဲ့ original setting ကို ပြန်မပြောင်းပါဘူးအဲ့ဒါဆိုတော့အများဖြစ်တော့ကျွန်တော် reset နဲ့ဆက်တာကောင်းပါတယ်ဒီ new clock ကပါတာပါပေမဲ့မသုံးပါနဲ့ကျွန်တော်အသစ်စမယ်ဆိုရင်အခုကတော့ဒါဒီအခုမြင်နေရတာကကျွန်တော် screen အသစ်ဆိုတော့ဒါအသစ်ပါပဲတကယ်လို့တစ်ခုခုဆွဲပြီးသွားပြီကျွန်တော်အသစ်ပြန်စကျင်တယ်ဆိုတော့ကျွန်တော် reset လုပ်မယ် reset လုပ်ရင်ဒီ file ကိုကျွန်တော်စိတ်မလားလို့မေးမယ်မစိတ်ချင်ဘူးဆို no နေမယ် အခုဆိုရင်ကျွန်တော် reset လုပ်မလားဆိုသိကြအောင်ထပ်မိတယ် yes လို့နှိပ်လိုက်ရင်သူဒီ dimens ကသူ့ရဲ့ default setting နေအတိုင်းအစဆုံးပြန်ရောက်သွားမှာဖြစ်ပါတယ် and now ဒီဘက်က menu က open save ကတော့ file တခုကိုကျွန်တော်တို့ကျွန်တော်ဆွဲတယ် save လို့နှိပ်နှိပ်လိုက်ရင်ပထမဆုံးတစ်ချိန်မှာ file name ပေးပြီးဆေးရပါတယ်အဲနောက်တစ်ချိန်မှာကျွန်တော် save လို့နှိပ်ရင်တော့ file name ပေးစရာမလိုတော့ပါဘူးအဲ့ဒီ file ကိုပုံမှန်ထပ်ဆေးသွားပါတယ်ဒီကောင်လေးရဲ့ shortcut က control s ပါ အဲ့ဆိုတော့ကျွန်တော်တို့နည်းနည်းဆွဲလိုက် save လိုက်အဲ 3D mesh မှာဆွဲရင်တခါတခါကြာရင်ပြုတ်ကျလာတာဖြစ်တဲ့ကြောင်ခဏခဏ save ပေးပါ control s ကိုခဏခဏနှိပ်ပေးပါအဲ now file name အတင်းနဲ့ save ခြင်းเนาะကျွန်တော်တို့ file save s ကိုဟိုကနေ save s ဆိုတဲ့ comment ကနေကျွန်တော် save ဖြေရပါတယ် ဲဒါလေးတွေကတချို့လေးကတိတ်မစင်းလို့ဒါကျွန်တော်တေချာသွားအောင်ပြောပြတာပါ save ဆိုရင်တော့ nego file အဟောင်းပေါ်မှာတက်စေပါတယ် save as ဆိုရင်တော့ file name အသစ်နဲ့စေပါတယ်အဲကျွန်တော် import ဆိုတော့ 3d master ကိုတခြား 3d model တွေဥမာ 2d လည်းထည့်လို့ရပါတယ် 2d ai file တွေထည့်လို့ရပါတယ်ဥမာ autocad file တို့ 3ds file တို့ obj file တို့ထည့်ပါတယ် export ကတော့ဒီထဲကနေပြီးတော့ကျွန်တော် 3d တွေကို export လုပ်တာပါ အဲအများပြင်းတော့ဂျန်နက်မန်ယူတွေကတော့တိတ်သုံးစရာကျွန်တော်ထင်ပါတယ်မလိုဘူးလို့ထင်ပါတယ် open ကတော့ file ကိုဖွင့်တာပေါ့နော်အဲ့ဒါလေးတွေကကျွန်တော်ဒီမှာလွယ်လွယ်ကူ shortcut ပါပါတယ်ဒါ save open ဟုတ်ပြီဒါဆိုတော့ now ကျွန်တော်တို့ဒီဘက်က 3D mesh မှာဒီအပေါ်ကအများပြင်းတော့ကျွန်တော်ဒီ menu ကို3လေး3ထတိတ်မရှိပါဘူးဒီဘက်က command panel ဆိုတာကိုတုံးပါတယ်ဘာကြောင့်လဲဆိုတော့ဥမာကျွန်တော်ပုံတစ်ခုဆွဲမယ်ဆိုရင် ဒီဘက်မှာကျွန်တော် box ဆွဲကျင်နေဆိုဒီမှာ box တစ်ခုကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော် box ကိုဒီ perspective view မှာကျွန်တော် drag ဆွဲလိုက်ရင် box တစ်ခုပေါ်လာပါတယ်အဲဒီလိုဆွဲဖို့ဆိုရင်ကျွန်တော် create panel ဒီ menu ကနေသုံးမယ်ဆိုရင်ကျွန်တော် create panel standard primitives ဒီမှာလည်းတွေ့မှာပါ standard primitives standard primitive box ဆိုပြီးတော့သွားရပါတယ်အဲ့ဆိုတော့အများဖြစ်တော့ကျွန်တော်တို့ဒီဘက် menu ကိုမသုံးတော့ပါဘူး ီဘက် menu မှာပါတာတွေတော်တော်များများကဒီ comment panel ထဲမှာစုပါတာဖြစ်တဲ့ကြောင့် 3D သုံးတဲ့ software ရမှာအဓိကကျွန်တော်တို့ဒီဘက်က panel ကိုပဲသုံးသွားရင်ဒီဘက်ကဟာတွေကိုကျွန်တော်တို့ဒီမှာမပါတာတွေလောက်ပဲလာသုံးတယ်ဆိုတော့တိတ်အသုံးနေပါတယ်။အဲဒါဆိုဒီ menu ကိုတိတ်သုံးစရာမလိုပါဘူး။နောက်အဓိကတော့ဒီ two bars လို့ခေါ်တဲ့ two bars လေးကိုကျွန်တော်နည်းနည်းအကြံပြင်ပြောပြသွားမယ်။ two bars ထဲမှာကျွန်တော်ပထမဆုံးတိဖို့ကောင်းတာကဒါပါလဲဆိုတော့ select object ဒီ select object ကကျွန်တော်အရာဝတ္ထုတွေကို select မှတ်ထားပါဒီမှာဆွဲထားတဲ့ 3D object တွေကို select မှတ်ထားပါ 3D mask ကိုစဖွင့်ဝင်ခြင်းကျွန်တော်တို့လက်ထက်မှာရှိနေမဲ့ tools က select object 2ဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ပြင်ညင်နေဆိုရင်တော့ဒါလေးတွေနည်းနည်းကြော်လိုက်ပါဒီဘက်က move ရယ် rotate ရယ် scale ရယ်ဒီ comment 3ခုနဲ့ကျွန်တော်တို့ကအရာဝတ္ထုတွေကိုရွှေ့တယ်လှည့်တယ်စကေးလုပ်တယ်လို့ရှင်အပြင်ကျွန်တော်ပြင်လို့ရပါတယ် လူကြိုက်တဲ့ model တွေလည်းဒီ tools သုံးခုပဲသုံးပြီးဆွဲတာဖြစ်ပါတယ်။အဲဆိုဒါ select tool ဒါ move ဒါ rotate ဒါ scale ပါ။ဒီကတော့ 3D မှာ2015မှာအစ်စ်ပေါ်လာတာပါ select and place ဆိုတာလေးอ่ะဒါသုံးရင်တော်တော်အသုံးတည်ပါတယ်။ကျွန်တော်နောက်ပိုင်းမှာဒါလေးကိုအသုံးပြုပုံပြုနည်းလေးကိုကျွန်တော်ပြောပြပါသွားပါမယ်။ And now ဒီဘက်ကမဟာတော့ undo redo ပါဒါလည်းကျွန်တော် control z control y နဲ့သုံးလို့ရပါတယ်။နောက်ဒီဘက်မှာလည်း undo redo ရှိပါတယ်။ ။ Now ဒီနာ menu တွေကတော့ကျွန်တော်တို့ link menu တွေပါ။သူတို့တွေက animation လုပ်တဲ့အခါပဲသုံးပါတယ်။အဲ now ဒီဘက်က menu တွေကတော့ 3D စနက် angle စနက်အဲဒီဓာတ်တွေပါ။ angle 3D စနက်ဆိုတာအရာဝတ္ထုတွေတစ်ခုနဲ့တစ်ခုကတ်တဲ့အခါမှာသုံးပါတယ်။ angle စနက်ဆိုတာကတော့ down တွေကို angle စနက်ဖန်တဲ့အခါမှာသုံးပါတယ်။အဲ့တော့ကျွန်တော်တို့ဒါ 3D မှာစဖွင့်တဲ့အချိန်ကနေပြီးတော့ ဲဒီဘက်က comment panel ရနေပြီးတော့ 3D object လေးတွေစဆွဲကြည့်အောင်အဲ့ဆိုရင်ဒီမှာတွေ့မှာပေါ့ဒီမှာ 3D ဒါဒီဘက်က panel ကိုကျွန်တော် comment panel လို့ခေါ်တယ်အဲဒီကောင်ကကျွန်တော် create panel လို့ခေါ်တယ်ကျွန်တော်ပုံဆွဲခြင်းရင်ဒီ create panel ကနေပုံဆွဲရတယ်ဆွဲပြီးသားကိုပြင်ရင် modify panel ကပြင်ရတယ်အဲ့ဆိုတော့လောလောဆယ်တော့ဒီ create menu modify menu နှစ်ခုကိုကျွန်တော်တို့ကိုယ်ပဲပြပြတည်အောင်မှတ်ထားပါ create ကပုံဆွဲသည် modify ကပြင်သည်အဲဒါဆိုကျွန်တော်ပြင်ဖို့အတွက်ပုံရင်ဆွဲရမှာဖြစ်တဲ့ကြောင့် create panel ကိုသွားမယ် create panel မှာတော့မှာကျွန်တော်ဒီဘက်မှာအောက်ဘက်မှာအခွဲတွေအများကြီးရှိပါသေးတယ်ဒါက geometry ဆိုတာ 3D object တွေဖြစ်ပါတယ် shape ဆိုတာ 2D object တွေဖြစ်ပါတယ် light ဆိုတာ lighting နေဖြစ်ပါတယ်ဒါ modeling ဆွဲပြရမှာ lighting ထိုးတဲ့ခါမှာလုံးမှာပါ camera လည်းအလိုပါပဲကျွန်တော် render လုပ်ခါမှာလုံးမှာပါ helper တို့ helper ဆိုတာ animation menu တွေမှာ animation လုပ်တဲ့ ားတွေမှာသုံးပါတယ် space war ဆိုတာ particle system အနေနဲ့တွဲသုံးပါတယ်သူကမိခိုးတွေဖုံမှုန့်နေလုပ်တဲ့အခါမှာသုံးတာပါနောက် system ဆိုတာကတော့အဲကျွန်တော်တို့ဒီ lighting system တို့အရိုး system တို့ရှိပါတယ်အဲအဲ့တော့ဆိုတော့ကျွန်တော်အဓိကအခုလောလောဆယ်သုံးပါတော့ create panel ရဲ့ geometry ဆိုရင် 3D shape ဆိုရင် 2D အဲ့တော့ကျွန်တော် modeling မှာဒီနှမျိုးပဲသုံးကြရလို့ပါတယ် 3D စဆွဲခြင်း geometry ရဆမယ် 2D စဆွဲခြင်း shape ကစမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော် shape 3D panel မှာပြန်ကြည့်အောင် 3D panel မှာဒီ standard primitives ဆိုတဲ့ menu တခုထပ်ရှိပါသေးတယ် standard primitives ဆိုတာကကျွန်တော်ဒီ basic shape တွေပေါ့ကျွန်တော် model စဆွဲရင်ဒီ object လေးတွေကနေစပြီးတော့သူတို့လိုချင်တဲ့ပုံစံဖြစ်အောင်ကျွန်တော် modeling လုပ်ယူတာဖြစ်ပါတယ်ဒါပြင်မှာ standard primitive ပြင်မှာသူ့ကိုနှိပ်လိုက်ရင်ကျွန်တော်ရွေးချယ်စရာရှိပါတယ် external primitive compound object အဲဒါလေးတွေလည်းနောက်ပိုင်းမှာကျွန်တော်တို့တင်သွားမှာဖြစ်ပါတယ်ဒီ menu လေးတွေကျွန်တော်တို့တိအောင်လို့ပြထားတာဖြစ်ပါတယ်အများဖြစ်တော့ကျွန်တော်တို့အဓိကသုံးမှာတော့ standard primitive external primitive ကိုတစ်ခါတစ်ခါသုံးပါတယ်အဲဆိုတော့ကျွန်တော်တို့ shape panel မှာလည်း sb line လို့ရှိပါတယ် nav scale လို့ရှိပါတယ် external sb line လို့ရှိပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ 2D ဆွဲတဲ့အချိန်မှာ external sb line ထဲမှာလဲဒီဟာလေးတွေနဲ့ဆွဲလိုက်ရင်တချို့လေကိုလိုချင်တဲ့ပုံလေးတွေလွယ်လွယ်ကူပြီးသွားတာလေးတွေရှိတော့ဒါလေးတွေကိုကိုယ့်အကူ စမ်းတက်ပြီးတော့ဆွဲကြည့်ဖို့လိုပါတယ်အခုကျွန်တော်တို့ပထမဆုံးကတော့ 3D ဆက်ဆွဲအောင်အဲ 3D ဆွဲရင်ကျွန်တော်တို့ဒီ basic rule ရာဆိုရင် perspective view ကဆက်ဆွဲဖို့ကျွန်တော်အကြံပေးခြင်းပါတယ် 2D ဆွဲရင် top view ကနေဆက်ဆွဲဖို့အကြံပေးခြင်းပါတယ်